မရချက်မှာဘလောက်ပဲနက်နက်ဘဲကောင်းလေးဘလို့ပဲကောင်းကောင်းအမြဲလိုဆော့လို့ကောင်းနေတဲ့ကွန်ပျူတာတကောင်အဲ့ကောင်ကတော့အေအေမွန်ပဲဖြစ်ပါတယ်အေအေမွန်ဆိုတာကတော့ကျွန်တော်တို့ကဆော့ရလွယ်လားဆိုရင်တော့မလွယ်ဘူးခက်လားဆိုတော့လေမခက်ဘူးလွယ်လဲဆိုတော့တေရင်တော့အမြည်ကြီးဖြစ်မယ်အရှင်လို့ရှိရင်တော့အရွှေထီးပေါ့အရှင်လို့ရှိရင်လုံးဝကျမ်းပဲကွန်ပျူတာတကောင်အဲ့ကောင်ကိုကျွန်တော်တို့ဘလို့ဆော့ရမလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်အရှင်းပြမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါမင်းချက်ကလေးမြန်မာနေပြီးတော့ ပြန်လဲကြိုးလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုယူကြည့်ကြည့်ပြီးတဲ့ညီကောင်မတို့အားလုံးကိုဖေဝါကြည့်ပြီးတဲ့ညီကောင်မတို့အားလုံးကိုတယောက်ချင်းနဲ့ကိုကျေးဥထုတင်ပါတယ်ဗျာကွန်မန်ဒါအေအေမွန်ရဲ့စကေးပက်စစ်ကိုကျွန်တော်အရင်ဆုံးအရှင်းပြပါမယ်ဒီကောင်ကဘာလဲဆိုတော့ဒီကောင်ကဟီရိုပွာလို့ရတဲ့တပိုက်တွေပေးတဲ့ကွန်မန်ဒါဖြစ်ပါတယ်အဲ့တပိုက်တူကျွန်တော်တို့ကဘယ်လိုယူအောင်လဲဆိုရင်တော့ဒီကောင်က တပိုက်တစ်ခုရဖို့ကျွန်တော်တို့က2 star 9000လိုပါတယ် ့2 star 9កောင်ပြေသွားပြီဆိုတာ ਨੇ တပိုင်းတစ်ခုရရှိမှာဖြစ်ပါတယ်။တပိုင်းကတော့အများဆုံးတပွဲမှာ3ခုရရှိမှာဖြစ်ပါတယ်။ကွန်မနာအေအေးမွန်က2 star ဖြစ်နေရဆိုရင်တော့တပိုင်းတစ်ခုရတိုင်းမှာနောက်ထပ်ပတ်စံ6ချက်အပူထည့်ရရှိမှာဖြစ်ပါတယ်။ပထမဆုံးကတ်မှာတော့ကျွန်တော်ကကတ်ရအရင်မကောင်းတော့ဒီ Amber Lock Crystal နဲ့ဘဲမွန်တကောင်ပဲယူလိုက်ပါတယ်။မှန်မှန်တော့တကယ်ပြောရရင်တော့ဒီကျွန်တော်ဆောက်ရဖလို့မှာတော့ဒီဟာကမလို့ဘောနော်ဒါပေမဲ့လည်း ဒီကောင်မဲကောင်းအောင်ဆိုတော့ဒီကောင်မဲယူလိုက်တယ်။အချိန်မှပြီးတော့ကျွန်တော်ကစပြီးတော့အရှုံးခံတယ်။ပြီးရင်ပတ်သက်တစ်ဆယ်ချန်တယ်။ဘာလို့တစ်ဆယ်ချန်လဲဆိုရင်တော့တစ်ဆယ်ရှိရင်အတူနှစ်ကြိမ်ရလို့ပါ။ပြီးွားရင်ဘာလို့အရှုံးခံလဲဆိုရင်တော့အဓိကလာမဲ့ပြပောက်မှာအိုင်ဒန်ကောင်းကောင်းလိုချင်လို့ပါ။အေးအေးမို့ကွန်မနာကိုစော်ရဖလိုးတွေအများကြီးရှိပေမဲ့ကျွန်တော်ကတော့ဒီနေ့မှာဒီ IUT show ဆိုတဲ့တိုင်းစနစ်ကြီးကိုဦးစားပေးပြီးတော့ဆော့မှာဖြစ်ပါတယ်။အရင်ဆုံးတော့ကျွန်တော်ခုနအရှိမပြောလို့ပဲ ပတ်စံစုမယ်အရှုံးခံမယ်သွေးနဲ့နဲပြီကျွန်တော်တို့ကဖေဗရူလီတွားပြီးတော့အိုင်ရန်ကောင်းတာရအောင်ယူမယ်ပြီးွားမှကျွန်တော်တို့လိုချင်ဟီးရိုးကြီးရှာမယ်ကျွန်တော်အဓိကစောင့်မယ့်ဟီးရိုးတွေကဘာတွေလဲဆိုရင်တော့ဝမ်ဝမ်ရယ်လိုလီတာရယ်အက်ဒလေးအကောင်သုံးကောင်ဒရီတာရအောင်ရှာမှာဖြစ်ပါတယ်ဒါပေမဲ့ဒီဘွဲမှာတော့ကျွန်တော်ကအမ်မာလော့ခရစ်စတီယာဟာဆိုတော့ဘာရန်ကိုပါကျွန်တော်ကဒရီတာရအောင်ရှာတော့မှာဖြစ်ပါတယ်ကိုက ဆော့လေဘွဲမှာဒီအမလာခွေစံဝတခြားအိုင်တန်ကတ်တွေဆိုရင်တော့ဘာတမ်းမလိုဘူးဒီခုနပြောတဲ့11လိုလီတာအဲ့လက်ပဲလိုတယ်အဖေဘောက်မှာတော့ကျွန်တော်တွေးနေလို့ဆိုတော့အိုင်တန်ယူရမယ်အဲ့မှာတော့ကျွန်တော်ကဒီ TSP အိုင်တန်ဖြစ်တဲ့ Golden Star ကိုယူလိုက်တယ်အဲ့ဒါကတော့အကောင်းဆုံးအိုင်တန်ဖြစ်တယ်ပေါ့နော်အဲ့ကောင်မင်းအိုင်တန်တော့ဒီမိုဟန်တာပေါ့အဲ့ဒါမင်းခုမရဘူးဆိုရင်တော့တခြားဒီကိုအဆင်ပြေရယူတယ်ကြပါတယ် State 2ရောက်သွားပြီဆိုတော့ဒူးစားတင်တာနဲ့တင်တဲ့ကောင်ကလဲလဲရမှာဆိုတော့ကျွန်တော်ကလိုလီတာကိုတင်တယ် အချိန်မှာရတဲ့ blessing ကတိုင်းစနေကြီးဆိုတော့ကျွန်တော်ရဲ့ saw mess နေကြီးက quality ဖြစ်သွားတယ်ဒီနေရာမှာတခုရှိတာကဒီလိုပုံစံ saw mess ဆိုရင်ကျွန်တော်ကတိုင်းစနေကြီးကိုဦးစားပြီး saw မှာဆိုတော့ကျင်းဒီပေါက် blessing ကတိုင်းရမှာဖြစ်မှာပါဥမာပြောမယ်ဆိုရင်တော့ဘယ်လိုလဲဆိုတော့လက်ရှိမှာ blessing မရှိသေးမဲနဲ့1 1 atlet ကိုလုံးဝ2 star မတင်ပါနဲ့ဘာလို့ဆိုဒီကောင်းလေးနှစ်ကောင်း2 star ဖြစ်သွားရင်ကျွန်တော် saw mess flow က blessing လွယ်ရနိုင်တယ်အဲကြောင့်မလို့ဒီကောင်းနှစ်ကောင်းကို ဘလဲဒင်းမရှိတဲ့ဒူစာမတင်နဲ့အခုလိုမျိုးတခြားကောင်တွေဘလဲဒင်းဖြစ်မှဒူစာတင်တာပိုကောင်းပါလေအေးမွန်နဲ့ကျွန်တော်ကဆော့မယ်ဆိုရင်တီထားမှာကလုံးဝအကြက်တန်လရီရှားရမှာဖြစ်မှာပါဘဲကောင်လဲဆိုတော့ကျွန်တော်ခုနရှေ့မှာပြောတဲ့၃ကောင်ဝါဝမ်လိုလီတာအဲလက်အဲကောင်၃ကောင်ကိုလုံးဝတရီရှားချင်းနေပေါ့ရအောင်ရှားမှာပါကဲလို့ကိုကအမြဲတမ်းပြိုင်ဘက်တွေကိုလေ့လာပါတို့ကဘာလီခွေနေလဲကိုရီဟီရိုလိုက်ဝယ်လား ဝယ်လို့ရှိရင်တော့ကျွန်တော်တို့ကပတ်စံကို20မချန်မင်းနဲ့အကုန်သုံးပြီးတော့ရှာဝင်ဝယ်သင့်ပါတယ်။ဘာလို့ဆိုရင်တော့အဓိကတော့ကျွန်တော်တို့ကကျွန်တော်ဆောင်းရဲ့ဖလိုးရဲ့ဟီးရိုးတွေတရီရှာမင်းအောင်ဆိုရင်တော့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူး။အဲကြောင့်မလို့တရီရှာရအောင်ရှာရပါလေ။အရှိမအမာခံနှကောင်ဖြစ်တဲ့အဲလက်နဲ့လိုလီတာကိုထဲမယ်။ပြီးရင်နောက်ကောင်ဘဝမနဲ့ပြစ်မယ်။အဲ့လိုပုံစံနဲ့အာဆောက်အောင်မှာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီနေ့မှာတော့ဒီမလောက်တာ ကြော်ရဖြစ်တဲ့ဒီ guide video ကိုတိတိကျကျလေးကျွန်တော်ပြန်လည်ထားတယ်။အဲကြောင့်မလို့တကယ်လို့ကျွန်တော်ရဲ့ video ကိုကြည့်နေတဲ့ဗလာဒီအဲညီကောင်မတွေကအစီအမံဆိုရင်တော့ကျွန်တော်ဒီကုညီတဲ့တဘောဖြစ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရတဲ့ subscribe လုပ်ခဲ့ပြီးတောင်းဆိုချင်ပါတယ်ပြီးတော့ကျွန်တော် video လေးကို like and comment လေးနဲ့လည်းကုညီပေးသွားလို့ရပါတယ်အာဗလာရဲ့အားပေးမှုကကျွန်တော်တို့အားဖြစ်လို့အဲ့လေတော့အဆင်ပြေကုညီပေးခဲ့လို့ရပါတယ် အစာပိုင်းမှာတော့ကျွန်တော်တို့ကဘာလို့ရမလဲဆိုရင်တော့အဒီကကိုယ့်ရဲ့ဟီးရိုးတွေတတိစားရောက်ပဲအာယုံစိုက်ပြီးတော့ဟီးရိုးရှာဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်တော့ခုနကျော်ရှိမှပြောတဲ့အဒီကစနစ်ဖြစ်တဲ့အယူတီရှိုးတိုင်စနစ်ကြီးကိုအဓိကဥစားပြီးထည့်ရပါမယ်။တိုင်စနစ်ကြီးကကျွန်တော်တို့ဘယ်လိုအလုပ်လဲဆိုရင်တော့တိုင်စနစ်ကြီးကဒီပွဲရဲ့ညာဘက်ထောက်နားမှာတိုင်လေးရှိတယ်။အဲအမှတ်လေးပဲဗျာ။အဲ့ဒီအမှတ်လေးကများရင်များလို့တန်ဖိုးကြီးရဲ့ပတ်စံနေဟီးရိုးတွေကျွန်တော်တို့ရတာဆိုတော့ အဓိကကျွန်တော်တို့ short map ကွန်မန်ဒါ AE mode ဆိုတော့အားလီမှာပတ်စံအရန်တုံးပြီးတော့ကလုံးနေရှာထားတယ်။အဲကြောင့်မို့လို့ကျွန်တော် level demo နောက်ကြမယ်။အဲဒါကြောင့်မို့လို့ကျွန်တော်တို့ကအဓိကပတ်စံပြင်ရမယ့် strategy နဲ့အဓိက short ရဲ့တဘောဖြစ်ပါတယ်။ time strategy ရဲ့အလိုလိုပုံကတော့ hero နှစ်ကောင်စုံလို့ရှိရင်ကျွန်တော်တို့နိုင်လို့ရှိရင်တက်မှတ်ရမယ်။အဲ show နှစ်မှတ်ရမယ်။ hero လေးကောင်စုံရင်နိုင်ရင်နှစ်မှတ်ရမယ်။အာရှုံးရင်လေးမှတ်ရမယ်ဟီးရို၅កောင်ဆိုရင်တော့နိုင်ရင်လေးမှတ်ရမယ်ရှုံးလို့ရှင့် တိုင်တက်ရှစ်မှတ်ရမှာပဲဖြစ်ပါတယ်။တိုင်စနဂျီ6ပြည့်သွားလို့ရှိရင်တော့ကျွန်တော်တို့ကွန်မနာတွေးတပွဲကိုနှစ်ပါပြင်ပြီးတော့အပိုထည့်ရရှိမှာဖြစ်ပါတယ်။အခုဆိုရင်တော့ကျွန်တော်ဟီးရိုးတွေအာရှာတယ်။ကလုံးတွေထုတ်တယ်။ကလုံးတွေလည်းပြီးသွားပြီ။ပြီးတော့ကျွန်တော်လူချင်းတဲ့ဟီးရိုးတွေအားလုံးလည်းတွေးထားရပါပြီဆိုတော့ကျွန်တော်တို့ကနောက်ထပ်ဘာတွေထည့်ရမှာလဲဆိုရင်အဓိကကတော့ဒီချိန်မှာကျွန်တော်တို့က ဘာမှလုပ်เสียမလိုတော့ဘူးအဓိကကျွန်တော်တို့ level 9ကိုကြောက်အောင်တင်ရမှာဖြစ်ပါတယ် level 9ရောက်သွားပြီဆိုရင်တော့အဲ့မှာကျွန်တော်တို့ကနှစ်မျိုးရှိရယ်ဘာလဲဆိုတော့တရီရှား9ချက်တန်ကိုရှာဆော့မလားဒါမှမဟုတ်ကျွန်တော်၄ချက်တန်ကိုရှာဆော့မလားဆိုတော့အဖြစ်နှစ်ခုရှိရယ်ကျွန်တော်ကတော့ရှင်းရှင်းပြောရင်တော့အေးအေးမွန်းနဲ့ဆော့ပြီးရင်တော့9ချက်တန်ဆော့တာကိုတော့ပို့ပြီးတော့အားပေးတယ်တကယ်လို့မရဘူးဆိုရင်တော့၄ချက်တန်ပေါ့နော် လူရီယာကတ်မှာတော့ကျွန်တော်ခုမှယူလိုက်အဲ့ဒါဘာလဲဆိုတော့ EAB 14မှတ် EAB 14ဆိုတော့ကလက်ရှိမှာကျွန်တော် level တင်လို့ရတဲ့ပတ်စံပေါ့နော်အဲ့ဒါကိုယူလိုက်ရဖြစ်ပါတယ်ခုချိန်မှာတော့ကျွန်တော်လည်းဘာမှလုပ်စရာမရှိတော့ဆိုတော့ဗီဒီယိုလေးရှိမှာဆိုလို့ကျွန်တော်နည်းနည်းလေးတော့ကြော်လိုက်ပါမယ်တတိယဖေဖော်ဝါရီရောက်တဲ့အချိန်မှာတော့ခရစ်စတယ်တွေအများကြီးပါတယ် ။အဲထဲမှာအမ်မာလော့ခရစ်စတယ်ကိုလည်းဘယ်သူမှမယူဆိုတော့ကျွန်တော်အမ်မာလော့ခရစ်စတယ်ပဲယူလိုက်ပါတယ်။ဘာလို့လဲဆိုတော့အရှိမလေးအမ်မာလော့ခရစ်စတယ်တခုရာဆိုတော့အဲ့ဒါကိုပဲကျွန်တော်ဦးစားပေးပြီးတော့ယူလိုက်ပါတယ်။တကယ်လို့ကိုကကိုဆော့တဲ့ပွဲမှာလည်းတွေးရများတယ်ဆိုရင်တော့အဲ့လိုမျိုး Facebook တွေပါရနေပြီးတော့ခရစ်စတယ်ကိုယူတာပို့ပြီးတော့ကောင်းပါတယ်။ဘာလို့ဆိုတချို့ကောင်တွေကဒီခရစ်စတယ်တစ်ခုပါမှပူချမ်းတဲ့ ကောင်းနေရှိရဲအဲကြောင့်မလို့ခရစ်တယ်ကလည်းဥရပြီးတော့ယူတင်ခင်မှာပါတယ် The joy for there will be many more to come တရားမြောက်ကဟိုးကတ်မှာတော့ကျွန်တော်တို့ရွှေကတ်လာတယ်အဲ့ချိန်မှာတော့ဘာကတ်တွေပါလဲဆိုရင်တော့မကြတိခင်ရမှာ ရောက်ရှိထားတဲ့ကတ်ကတ်ပါလာတယ်။အဲ့ကတ်လေးကကျွန်တော်တို့ဘာကောင်းလဲဆိုရင်တော့ယူလိုက်ပြီဆိုတာနဲ့အခုလိုမျိုး short မှာကျွန်တော်ငါးမျိုးပေါ်လာတယ်။အဲ့ငါးမျိုးကိုကျွန်တော်ကအလကားယူလို့မရဘူး။တခုယူမယ်ဆိုရင်တော့ပတ်ဆက်20ကုန်မှာဖြစ်ပါတယ်။ဘာတွေပါလဲဆိုရင်တော့ EAP 30ပါမယ်။တွေး15ပါမယ်။အရန်တုံးချောင်းပါမယ်။ငါးကျင်တူစားပါမယ်။ပြီးရင်တရိရှာနှစ်ကျင်လည်းပါမယ်။အဲ့ချိန်မှာတော့ကျွန်တော်ပတ်သက်20နဲ့5ကျင်းတူးစားကိုဝယ်တဲ့အချိန်မှာတော့အဖာတူးစားတန်းရတယ် ပြီးွားရင်တော့နောက်ကျန်တဲ့ဟာတွေကိုကျွန်တော်လိုချင်နေတယ်ဒါပေမဲ့ပတ်စံမကြည့်ဆိုတော့ကျွန်တော်တော်လေးခတ်ပြီးတော့ပဲခဏတိတ်နေမှာဖြစ်ပါတယ်တော်တော်များများဒီနေရာမှာမရှင်းတာတခုရှိရဲဘာလဲဆိုတော့ EAP EAP ဆိုတာကဘာလဲဆိုရင်တော့ကျွန်တော်တို့က level 10တဲ့ပတ်စံကိုခေါ်တာဖြစ်ပါတယ်ပတ်စံ20နဲ့နောက်ထပ်တခုဖြစ်တဲ့ EAP 30ကိုကျွန်တော်ဝယ်လိုက်တယ်ပြီးတော့ကျွန်တော် short မှာလိုချင်တာကြံလေးရေပေါ့နော်အဲကြောင့်မလို့အဲဒီ short လေးကိုလေဒီတော်လေးခတ်ပြီးတော့ ထပ်ထိန်ထားအောင်မယ်။ဘာလဲဆိုတော့ကျွန်တော်ဒီသွေး15ကိုတော့ကျွန်တော်လိုချင်သေးတယ်။အားကြောင့်မလို့တော်လေးခတ်ပြီးတော့ပဲတင်ထားအောင်မယ်။ပတ်စံလည်းမရှိသေးဘူးဆိုတော့မဝယ်သေးဘူးပေါ့နော်။ပြီးမှပဲအစီဝယ်လို့ရတယ်။တကယ်လို့ကိုကပတ်စံမရှိလို့မဝယ်နိုင်သေးဘူးဆိုလည်းအကက်ရလို့ရှိရင်တော့တော်လေးခတ်ပြီးတော့နောင်ရောင်းနောင်ရောင်းလေးကိုလည်းဆက်ပြီးတော့တည်သွားလို့ရပါသေးတယ်။အခုဆိုရင်ကျွန်တော်မှဒီခုနကတ်ကနေပြီးတော့ရတဲ့၅ဂျင်တူစာအဲဖာရတယ်။အဲ့ဒါကိုမှအေးမုံကနေပြီးတော့တစ်ပိုင်တစ်ခုရ ဟာဒီတယ်ပြီးတော့ခုနခရီးရောင်းမှလည်းကျွန်တော်တပိုက်တစ်ခုရတာဆိုတော့ဖရီးစာအဲဘာပြင်မှုကကျွန်တော်အရင်မလိုတော့ဘူးဒီချိန်မှာတခုရှိတာကကျွန်တော်ကတပိုက်လေးရှိတယ်အဲ့ချိန်မှာတပိုက်နဲ့အဲဘာကိုပွားထားလို့တော့မရဘူးပေါ့နော်ပွားလို့ရှိရင်ကျွန်တော် short မှာရှိရအရင်တော့နှုတ်လာဆိုတော့ချိန်မှာမပွားနဲ့ဦးကိုလိုချင်တဲ့ဟီးရိုးတွေအကုန်အပြည့်စုံရမှကလုံးပွားတာပို့ပြီးတော့ကောင်းတယ်ပတ်စံဆိုပြီး level တရားမလို့ကျွန်တော်နည်းနည်းထပ်ချော်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီလေးခုမြောက် favorite ကိုတွားလိုက်ကြအောင် လေးခုမြောက်ဖျောက်မှာတော့ကျွန်တော်လိုချင်တဲ့ Alpha Hero တစ်ကောင်ပါလာတယ်ဒီချိန်မှာတော့ဘယ်မှမရှိရင်တော့ကျွန်တော် Alpha ကိုကျွန်တော်ယူမယ်ပေါ့နော်ကျွန်တော်ဘာလို့လဲဆိုတော့ Twitter ပြေဖို့ကလက်တကမ်းလို့ဖြစ်သွားပြီမယူတဲ့အတွက်ကျွန်တော် Alpha ပြလိုက်တယ်အဲဒါလုံးဝချင်းနေပေါ့ကျွန်တော်ကဒီ show ကနေပြီးတော့ Alpha တစ်ကောင်ရပြီဆိုတာနဲ့ Alpha Twitter လုံးဝဖြစ်သွားပြီပေါ့နော်ပြီးတော့ခုနောင်ကကတ်မှာလဲကျွန်တော်လိုချင်တဲ့ဒီ25ကိုလဲကျွန်တော်ယူလိုက်တယ် ဒီနေရာမှာကျွန်တော်ဘာပြောချင်လဲဆိုတော့ပွဲတစ်ပွဲနဲ့တစ်ပွဲကလုံးဝမတူဘူးကျွန်တော်ကိုယ်တိုင်လည်းဒီလိုပွဲမျိုးရဖို့နောက်တစ်ခါတက်ဆော်လို့မရဘူးအဲကြောင့်မလို့စောင့်နေနေရတော့အဒီကကိုပန်ကိုစဉ်းစားပြီးတော့ကိုပန်ကိုဘယ်နည်းဖြင့်မှဘာလို့ကောင်းလဲဆိုတာစဉ်းစားစဉ်းစားပြီးစောမအစီအမံအဒီကတော့ဒီပွဲမှာတော့ကျွန်တော်ကန်ကောင်းတယ်လို့ပြောလို့ရတယ်မှာပါတယ်တူစားတန်းရတယ်ငားကြည့်တယ်ပြီးတော့ဖေဖော်ရတယ်တပိုက်လေလေးလုံးရဲ့ဟာဆိုတော့ တွေးချက်ပြဖို့ကအရင်လွယ်တယ်။ဒါမှမဟုတ်ရှေ့မှာလည်းကျွန်တော်ခတ်တဲ့ပွဲလေးဆော့ကြည့်ထားဆိုတော့ဒီတိုင်းလေးကအဆင်ပြေအဓိကတော့ air tissue တိုင်ရောတော့အဓိကဦးစားပေးထင်ပဲ။ခုဆိုရင်တော့ကျွန်တော်တို့တိုင်စနေကြီးကလုံးဝအဆစ်ပြေသွားပြီ။ဆစ်ပြေသွားပြီဆိုတာနဲ့ကျွန်တော်ရှေ့မှာပြောလို့ပဲတပွဲကိုကျွတ်နှစ်ပြရမယ်။ရှုံးရင်ရှစ်မှတ်ရမယ်။တိုင်စတိုက်ရှစ်မှတ်ရမယ်။နိုင်ဒီမှတ်ရမယ်။အဲ့လိုမျိုးတိုင်စတိုက်ဆူပြီးတော့များလာရင်ကျွန်တော်ထုတ်တာပိုကောင်းတယ်။ထုတ်တဲ့အချိန်မှာလည်းကျွန်တော်ကတော့ဒီတကယ်လို့ကိုကအဆင်ပြေတော့ဒီ time step အာ40ဒါမှမဟုတ်50အဲ့လောက်မှထုတ်တာတော့ပို့ပြီးတော့ကောင်းနေအခုချိန်မှာကျွန်တော်ရဲ့ကွန်ပျူတာတွေ့ရ28ရှိရယ်ပြီးတော့တိုင်စတက်39ဒီဘက်ဆာနဲ့တိုင်ရဲ့တိုင်စနဂျီကြောင့်ကွန်ပျူတာတွေ့ရ30ဖြစ်သွားမယ်ပြီးွားရေးဆိုတာနဲ့ဒီဘက် PY ဆိုတာနဲ့ကျွန်တော်တို့ကတိုင်စတက်က40ဖြစ်သွားမယ် 40ဖြစ်သွားရေးဆိုတာနဲ့သူ့ရဲ့ capacity ပါလာမယ်။ Tyson G ကို40မှာထုတ်မယ်ဆိုတော့ကျွန်တော်ဘာရရမလဲဆိုရင်တော့အများဆုံးပတ်စံ90လောက်ရမယ်။အနည်းဆုံးတော့ပတ်စံ20လောက်ရမယ်ဆိုတော့ muscle ပေါ့နော်ကျွန်တော်တို့ level 9လဲရတော့မယ်ဆိုတော့ level 9တင်ပြီးတော့လိုတဲ့ hero ကိုရှာလို့ရလို့ရှိရင်တော့ဒီဘွဲကတော့လုံးဝကျမ်းမယ်။ Tyson G နဲ့ဆော့မယ်ဆိုရင်တော့ကျွန်တော်တို့ stack ကဘလောက်အနေဆုံးထားရထုတ်ကောင်းမလဲဆိုရင်တော့ 30ပေါ့နော်လောက30အောက်တော့မထုတ်မိစေနဲ့ပေါ့30လောက်မှထုတ်တာတော့ပို့ပြီးတော့အဆင်ပြေတယ်ဘာလို့လဲဆိုတော့30ဆိုရင်တော့ဂျင်းတွေပေါ့နှစ်တန်တစ်ခေါင်ရပြီဆိုတော့အဲကြောင့်မလို့ထုတ်ချင်နေဆိုရင်တော့30လောက်မှထုတ်လို့ရတယ်တကယ်လို့သွေးများရင်တော့အခုလိုမျိုး step တွေ50 60နောက်ဆုံး90ကိုထားလဲအဆင်ပြေတယ်တွေးအဆင်ပြေရင်ပေါ့နော်ကျွန်တော်တို့အခုဆိုရင်ကျွန်တော်ခုနကတိုင်2ကြိုထုတ်လိုက်တယ်ထုတ်ပြီးတော့11တင်တယ် BY ဆိုတာနဲ့ကျွန်တော်လိုနဲ့ဟီရိုရှော့ကနေရှာတဲ့အချိန်မှာတော့အဲဘာတစ်ကောင်လာတယ်အဲ့ချိန်မှာခုနကျွန်တော်မှာရှိရဲ့2 star တွေနဲ့ water နှစ်ကောင်နဲ့တပိုက်လေးလုံးနဲ့ပေါင်းလိုက်အချိန်မှာတော့3 star အဲဘာဖြစ်သွားတယ်3 star အဲဘာဖြစ်သွားရင်တော့ကျွန်တော်စပြီးတော့9ချက်3 star ဆိုရဲအချိန်ပလိုက်လို့နည်းတော့ကျန်းသွားပြီဒီထက်ပိုကျန်းချင်ရင်တော့အဲကောင်ကို US နဲ့ကြည့်လိုက်ဖြစ်လို့တယ်ဘာလဲဆိုတော့ဒီချိန်မှာကျွန်တော် AMA လို့ခွစ်တယ်ဟာဆိုတော့ AMA လို့ဂျင်းနေပေါ့စစ်ဖြစ်ရမယ်ပြီးွားရင်နောက်ထပ်တစ်ခုဖြစ်တဲ့ Fighter Shit အဲ့လိုဖြစ်မှကိုကျင်းမှာဖြစ်သွားတယ်။ဒါလို့ကိုကကိုဖရက်ပြမှာလေတရီရှား၅ချက်တန်ဖြစ်သွားပြီဆိုရင်အခြားစနစ်ကြီးမပါဘူးခရစ်စတယ်မရှိဘူးဆိုရင်တော့မှပဲကိုဆော့တဲ့၅ချက်တန်ရှိလို့ရဲ့အဓိကစနစ်ကြီးကိုဖူးဖြစ်အောင်ထည့်ပေးခြင်းကပို့ပြီးတော့ကျမ်းမှာပဲဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်ကတော့ဖြည့်ဖြည့်ချင်းနဲ့အရင်တော့ကကောင်းမိခဲ့တဲ့စနစ်ကြီးဖြစ်တဲ့တိုင်းစနစ်ကြီးတွေပြီးတော့ဝဝန်းတွေအဲ့လက်တွေကိုတော့ကျွန်တော်ကပြန်ရောက်မှာဖြစ်ပါတယ်။ ပြောချင်တာကအခုကြည့်နေတဲ့ဒူလိုမျိုးကျွန်တော်တို့ဘလောက်ပဲကောင်းပြီးကောင်းပြီးခဲ့နောက်ဆုံးမှာတော့အပြစ်ခံမယ်ဆိုတဲ့တဘောကိုပြောတာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်တောင်းပန်တာတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့အခုပွဲထဲမှာကျွန်တော်နှုတ်ဆက်တဲ့လာသားပေါ့နော် MMV ဆိုတဲ့ဘက်သားအဲတောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုအတင်ရတဲ့အတွက်ပေါ့နော် တင်ရဲစွာကလည်းကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ရှင်းပြကြအကြောင်းလေးရှိတော့ပါဘယ်အကြောင်းလေးလဲဆိုတော့အခုလိုမျိုးကျွန်တော်တို့ဒီအေမိုဆော့တဲ့ပုံစံလဲဆိုင်နေပြီးတော့ဒီကတ်တိဖြစ်တဲ့ EAP တွေပါလေဝင်လို့ရကတ်ကိုလည်းကျွန်တော်နောင်ရောင်းနောင်ရောင်းတည်သွားတဲ့ပုံစံကိုကျွန်တော်ရှင်းပြခြင်းလို့ဒီဘက်လို့ဆင်းရပါတယ်အကြောင်းမလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဗဒါချိမှာဆိုလဲကျွန်တော်နားလည်ပြီးဖို့အဲတောင်းပန်ခြင်းပါတယ် ဒီအချိန်မှာကျွန်တော်ကဒီလိုသုံးတွေကိုလည်းရောင်းတော့မှာဆိုတော့ဒီဘလဲဇင်းကိုလည်းလိုလီတာကနေပြီးတော့အဖာကိုကျွန်တော်ဒီဘလဲဇင်းချိန်တဲ့ကက်လေးနဲ့ကျွန်တော်ချိန်มาဖြစ်ပါတယ်ပြီးတော့ကျွန်တော်လိုသုံးတွေကျွန်တော်ရောင်းရပါတော့ပြီးွားရင်တော့စနက်ကြီးကိုကျွန်တော်တို့ထပ်ပြီးတော့ပို့ကျင်းအောင်ဖူးဖြည့်มาဖြစ်ပါတယ်

ဖိုက်တာစစ်အမလောစစ်လေပြေဝိုင်းစနစ်ကြီးကလုံးဝဖူးပါပြီအဲ့ပြေုံမှာအဖာရဲ့စနစ်ကြီးဖြစ်တဲ့ရှေ့ဝေပါဒူလဲပါအောင်မယ်ရှေ့ဝေပါဒူကကြော်ဒီဘာကောင်းလဲဆိုရင်တော့ပွဲဆိုင်ဆိုတာနဲ့ဒီကောင်တော့ဒီလိုင်းလေးဖြစ်သွားတယ်ပြီးရင်ခုရှိမှရှိရဲ့မာမီဟီးရိုးတွေကလက်စွပ်တုံးနေရတယ်ပြီးလို့ရှိရင်တော့ဂျန်တို့ဟီးရိုးတွေကလေဘုံဝဆွဲမြောက်သွားတယ်โอเคပါကြော်ဒီဒီလေးတော့လောက်ပါပြီအဆုံးကြည့်ရတဲ့အချိန်မျိုးဒီနေ့မိုက်တင်ပါတယ်ကြော်ဒီပရိုရှင်ကောင်းတဲ့ အနေနဲ့ဖြစ်ပါလေအားလုံးအကျေးဇူးများတင်ပါတယ်